ရှင်သူက3000နှစ်အတူချန်ပီယံရွှေကပတ်ချန်ပီယံရွှေကပတ်ကဗျာပြောရမယ်ဆိုခုကရွှေစည်းတက်နေတာဆို3800လောက်ရှိအမဲဦးလေပြသည်တွေလက်ပြီးတော့မိုးချိန်တဝင်းပြန်သူ့လက်တန်းညာလာတဲ့ hater တွေဆိုရင်အချိန်နဲ့ no ချိန်ငါတို့မလဲ we flex go be fresh never flex both တို့ဒီ FOE season 1နဲ့ season 2เนี่ยနည်းနည်းလေးကွာသွားတယ်ဆိုဘယ်လိုလဲကျွန်တော် season 1မှာတော့ကျွန်တော်ခဲပြောရမယ်ဆိုရှင် drama နည်းနည်းများခဲ့တယ် ဒါပေမဲ့တူးမှာရေးလဲဖြုတ်တဲ့လူတွေပဲဟုတ်တယ်တူးမှာဒီကျွန်တော်တို့ audition လဲပါတဲ့ခါကျတော့ audition မှာလည်းဖြုတ်တာဒါဒီ action တွေကတော့ဒါအကုန်လုံး reality show ဆိုတော့ဒါသူတို့ရဲ့စူးစမ်းအထုံးမှုပေါ်မှာပဲကျွန်တော်ကရိုက်တာပါကျွန်တော်ကင်မရာပဲထောင်ပြီးတော့သူတို့ကိုအားပြီးစကားအနေနဲ့ပဲလုပ်ပြီးတော့သူတို့ကိုသူတို့လမ်းကြောင်းကိုပဲသူတို့ထင်ခဲ့တာပါဆိုတော့သူတို့ဒီ FOE season 1ဆိုတော့ကြည့်တဲ့အချိန်မှာတော့ကိုကြိုက်တဲ့အချိန်တွေကြည့်ခဲ့တာဖြစ်ဖြစ်ကိုသူအောင်ကိုကြိုက်တဲ့အချိန်မှာကြည့်ခဲ့တာဖြစ်တာကိုသူအောင်ဆိုတဲ့ လုထလုထားတဲ့စူးစမ်းပြီးတော့လုထားတဲ့ဟာလေးပဲကျွန်တော်မပါဘူးပြောလိုက်ပါဟုတ်ကဲ့အခုလက်ရှိကျွန်တော်တို့ FOE season 2ကိုစပြီးတော့ဒီနေ့ premiere လုပ်ပါတယ်ဒီမှာတော့တော့လုံးဝအထူး season အနေနဲ့ကိုချူအောင်က host အနေနဲ့ join ပေးရကျွန်တော်ကတော့ဒီ season မှာတော့ပါဝင်မခဲ့ပေမဲ့ season 1မှာကျွန်တော် join ခဲ့ပေးပါတယ်ဒါပေမဲ့တယောက်အနေနဲ့ဒီမှာတော့ကျွန်တော်ပရိသတ်တယောက်အနေနဲ့ ဟို FOE မိသားစုအနေနဲ့လာပြီးတော့အားပေးတာပါဒါပေမဲ့ final မှာတော့လာပေးတယ်နော် final လာအားလာအားပေးပါတယ် final လား tough one နော်ဟုတ်တော်တော်လေးကိုကြမ်းဟုတ်တယ်တော့ချွေးပြန်တယ်ချွေးပြန်တယ် very dramatic ကိုကကိုပြောတယ်ဆိုကိုကချင်ကိုချင်လို့ဖြစ်နေတယ်ခင်ဗျားပြောခိုင်းကျွန်တော် FOE မှာဘယ်လိုမြင်ခဲ့လဲအဲလဲ FOE season 1မှာတော့ကိုချူအောင်တော့ကိုတိုင်ရောတော့ဒီပအဝင်တဲ့ဟိုပြန်မောင်းရဲ့အကုံလုံးကတော့စူးစမ်းခဲ့တယ်လို့မြင်တယ်။ Director တယောက်အနေနဲ့နောက်ခံကြည့်တဲ့အချိန်မှာကျွန်တော်သူ့တို့ကိုလည်းကုန်ချင်းစာမိတယ်။ တနာခဲ့မိတယ်ကျွန်တော်လေးစားခဲ့တဲ့ချိန်အများကြီးရှိတယ်သူတို့လည်းကျွန်တော်အများနဲ့တွန်းခဲ့တယ်ဒါပေမဲ့ FOE ဖြစ်သွားတာလည်းဒါသူတို့ကြောင့်ဖြစ်တာလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ဆန်တော့ဆန်တယ်ဒါပေမဲ့လုတ်ခိုင်းဒါဒီ action တွေကတော့ဒါအကုန်လုံး reality show ဆိုတော့ဒါသူတို့ရဲ့စူးစမ်းအထုံးမှုပေါ်မှာပဲကျွန်တော်ရိုက်တာပါကျွန်တော်ကင်မရာပဲထောင်ပြီးတော့သူတို့ကိုအားပြီးစကားအနေနဲ့ပဲလုပ်ပြီးတော့သူတို့ကိုသူတို့လမ်းကြောင်းကိုပဲသူတို့ထင်ခဲ့တာပါ ဆိုတော့သူတို့ဒီ FOE season 1ဆိုတော့ကြည့်တဲ့အချိန်မှာတော့ကိုကြိုက်တဲ့အချိန်တွေကြီးခဲ့တာဖြစ်တယ်ကိုသူ့အောင်ကိုကြိုက်တဲ့အချိန်မှာကြီးခဲ့တာဖြစ်တာကိုသူ့အောင်ဆိုတော့တို့ထတ်တို့ထားတဲ့စူးစမ်းပြီးတော့တို့ထားတဲ့ဟာလေးပဲကျွန်တော်မပါဘူးကျွန်တော်ကောင်းကောင်းလေးပဲ active ပဲလုပ်ပေးထားကျွန်တော်တို့လည်းတော်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 ကျွန်တော်တို့ဒီ FOE season 1နဲ့ season 2เนี่ยနည်းနည်းလေးကွာသွားတယ်ကျွန်တော် season 1မှာတော့တဲ့ပြော